ညာအိတ်မပြောချိန်မှာအလုတ်တင်ဆုံးသောအရာ ကျမတို့ရဲ့ဘဝမှာအတွေးတွေလုံးပြီးအိပ်ပြဲညတွေရှိသလိုတချို့သောညတွေမှာလည်းအိပ်ရာကရှုပ်တရက်နိုးလာပြီးပြန်အိပ်မရတော့တာမျိုးတွေဖြစ်ပေါ်ကြမယ်ထင်ပါတယ်။အဲဒီလိုအိပ်ပြဲညတွေမှာတချို့ကစေးတောက်လိုက်တာရုပ်ရှင်ကြည့်တာအစားတစ်ခုခုစားလိုက်တာမျိုးတွေလုံးလေးလုံးထရှိကြပါတယ်။အိပ်မပျော်ဖြစ်လာတဲ့အခါမှာအစားအသောက်တစ်ခုခုကိုစားလိုက်တာက ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေသလိုအိပ်စေးတောက်လိုက်ရင်လည်းဆိုးကျိုးတွေရှိလာနိုင်တာပါ။ ဒီတော့အိမ်မက်ပြောဖြစ်လာရဲ့လို့ခံစားလာရရင်ဒါလေးတွေလုံးကြည့်လို့ရပါတယ်။တရားတော်ဖွင့်ထားတာကလူရဲ့စိတ်ကိုအေဂျင့်စေနိုင်တယ်လို့လုံခြုံတယ်ဆိုတဲ့ခံစားချက်ကိုပေးဆွမ်းပါတယ်။ဒါအပြင်ညာဘက်တွေမှာကောင်းကောင်းအိမ်မပြောဘူး။တရင်နှိုးပြီးတော့ပြန်အိမ်လို့မရတော့ဘူးဆိုရင်တော့ပဋ္ဌာန်းဒေသနာတော်မြစ်တာပို့ပေကြီးဆက်သက်တုံးနဲ့မဟာသမယတုတ်တို့ကိုဖွင့်တင်ပါတယ်။ လိုဖွင့်ပြီးတရားနာတဲ့အတွက်စိတ်ကိုအေးချမ်းစေပြီးအပူအပင်ကင်းကင်းနဲ့ညာဘက်တွေကောင်းမွန်စွာအိပ်စက်အနားယူနိုင်မှာပဲဖြစ်ပါတယ်။